စမယ်ဆက်ချောင်းချိန်မြောက်ပြည်သူဂုံရီဂုံပြုစုကိုကျွန်တော်တို့တက်ချုပ်ကြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုရွေးချယ်ခဲ့ကြပါတယ်ခမားတို့နာကြမမပါဘူးဟုတ်ပါတယ်ဆက်ချောင်းချိန်မြောက်ပြည်သူဂုံရီဂုံပြုစုကိုကျွန်တော်တို့တက်ချုပ်ကြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုရွေးချယ်ချီးမြှင့်လိုက်တာပါဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့တိုင်းပြည်ပေါ်အနစ်နာခံမှုပြည်သူပြည်သားကိုမြစ်တာတရားနဲ့အုပ်ချုပ်ဥဆောင်နိုင်မှု အကြမ်းမဖက်တဲ့လမ်းစဉ်ကိုတစိုက်မမတ်လှုပ်ဆောင်ခဲ့ခြင်းအပြင်တိုင်းတစ်ပါအင်အားကြီးအာနာရှင်တွေကိုဒူးမထောက်လက်မမြောက်ပဲကြံ့ကြံ့ခံတွန်းလှန်ခဲ့သည့်အတွက်ကြောင့်ဥညုံဂုံပြုခံရခြင်းဖြစ်ပါလေအဆိုပါ16ကြိမ်မြောက်ဂုံပြုမှုအမတ်တရဖြစ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ပုံပါတဲ့နှစ်တလက်မဝရင်ထုတ်ပုံစံရင်ထိုးတစိုက်ပုံမှာပြထားသည့်အတိုင်းကိုအရေးတို့အကတ်တက်နဲ့ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပြီးထိုရောင်းချရသည့်ရံပုံငွေအကျိုးမြတ်အားလုံးကို ဒီမိုကရေစီနဲ့မတရားဖန်ဆီးအထိမ့်သိမ်းခံနေရတဲ့နိုင်ငံတကာမှာရှိတဲ့နိုင်ငံရေးကျင်းသားများအားလုံးကိုပေးပို့လူဒန်းသွားမှာဖြစ်ပြီးအခုကို US ဒေါ်လာ10ပြားနဲ့ဆက်သွယ်မှယူနိုင်ပြီဖြစ်ပါတယ်။ဂုံပြုတ်ဝဲအခမ်းအနားကိုမေလ24ရက်နေ့နေပြည်တော်မှာရှိတဲ့ဒီမိုကရေစီဂုံပြုတ်ဗိမာန်အဆောက်အဦမှာကျင်းပသွားမှာဖြစ်ပြီးခုပွဲကိုမိသူမဆိုလာရောက်နိုင်သည့်ဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ကဲမိပိတ်တွေ ဘာငင်းချင်သေးတလဲခမ ्या တို့ပြောတော့ကျွန်တော်တို့အဘကအာနာရှင်ဆိုရွာတွေကိုမိရှုဘုံကျဲတက်ဖြတ်တယ်ဆိုတီလာရှင်ကိုတော့မရှောင်မရင်းကျင်တယ်ဆိုအခုပါလို့ဒိုးတက်ချုပ်ကြီးကပြည်သူ့ဂုံရီစုကိုရရတာလေဒါကြောင့်ကျွန်တော်တို့တက်ချုပ်ကြီးကအမြဲတမ်းပြောခဲ့တာပါပြည်သူတွေဘလောက်ဆဲဆဲပြည်သူတွေဘလောက်ကဲ့ရဲ့ကဲ့ရဲ့လှုပ်ရှားရှိတာလို့ပါ တစ်ချိန်ကြာရင်ငါတို့ရဲ့စေတနာငါတို့ရဲ့မြစ်တာတွေကိုပြည်သူတွေနားလည်လာကြလိမ့်မယ်တဲ့တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Universe Inside